ညီကိုတို့အားလုံးပဲမင်္ဂလာပါနေကောင်းချမ်းချမ်းကြပါစေကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ MM Football Betting Tip ကနေညီကိုတို့အားလုံးကိုကြွဆိုပါတယ်ဒီနေ့မှာကျွန်တော် preview လုပ်ပေးမယ့်ပွဲစဉ်တွေကတော့ FIFA Club World Cup Group F က Fluminense နဲ့ Dortmund ရဲ့ပွဲစဉ် Group E က River Plate နဲ့ Urawa Group E က Montreal နဲ့ Inter Milan North Central America Gold Cup ကူရာဆောင်နဲ့အယ်ဆာဗာဒိုကနေဒါနဲ့ဟွန်ဒူရက်ဆိုရဲ့ပွဲစဉ်တွေကိုပွဲချုပ်တောင်းတပေးခြင်းပါတယ်ဘူမီနက်စ်နဲ့ဒေါ့မွန်ရဲ့ပွဲစဉ်မှာတော့ဒေါ့မွန်အသင်းက level 30ရှုံးနဲ့ဂိုးပေါင်းကြီး3လုံး40စားဆုံးမှာပေးထားတာတွေ့ရပါတယ်ဒါဘရာဇီးကလပ်ဖြစ်တဲ့ဘူမီနက်စ်ကတော့သူတို့ပြည်တွင်းလက်မှာဆိုလို့ရှိရင်သူတို့နောက်ဆုံး6ပွဲဆက်သူတို့ရှုံးပွဲမတွေ့ထားတာလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒါနေဖြစ်ပါတယ် ဒေါမွန်အတင်းရတော့ဒါဘွန်ဒက်စ်လီဂါကံပြီးမှကျွန်တော်ဒါရပ်နာထားတယ်ပေါ့နော်။ဘာခြေစမ်းပွဲတွေလည်းမဆော့ထားဘူး။ဒီနှစ်တင်းမှဆိုလည်း head to head တွေပါလည်းမရှိဘူးပေါ့နော်။ဒါဒေါမွန်အတင်းဆိုတာကတော့ဒါဥရောပမှာအများရန်ချန်ပီယံလိကံနေတဲ့အတင်းတဲ့င်းနဲ့ဖြစ်တယ်လို့ဒါအထင်ကြီးအတင်းနဲ့ဖြစ်တယ်ပေါ့နော်။ဒီနှစ်တင်းရတာကစားသမားရတန်ဘိုးပိုင်းကိုကြည့်မယ်ဆိုရင်ဒါဘရာဇီးကလပ်ကတော့35တန်လောက်ပဲရှိပြီးမှဒေါမွန်တန်အတန်ပေါင်း950လောက်တန်တယ်ပေါ့နော်အတိုက်ဖက်မှာဆိုဂူရာစီတို့ တယာမီတို့ဣမာခန်တို့စပိစာတို့ရာယာဆန်တို့ဘောနော်ဆူလာတို့အန်တိုနီတို့လိုကစားသမားကောင်းတွေပိုင်ဆိုင်ထားတာဘောနော်တကူရာစီဆိုရဲချန်ပီယံနဲ့မှာဘယ်လိုခြေစွမ်းနေပြထားတာဆိုတာအကုလုံးတီးပြီးသားအတိုင်းပဲဒါကျွန်တော်ဘရာဇီးကလပ်မှာဆိုရင်တော့ကျွန်တော်တီးတဲ့ကစားသမားဆိုရင်တီယာဂိုဆီလ်ဗာတယောက်လောက်ပဲရှိမယ်ကျွန်တော်နဲ့ဟာရီကတော့ကျွန်တော်လည်းတယောက်မှမတီးပါဘူး S2 Osco ကြီးလိုက်မှာဆိုရင်ဒါ Luminous NI ကို6စ တရေကို၅သန်းနဲ့တော့မွန်အနိုင်ကိုပြန်90ဆိုမှပေးထားတာတွေ့ရတယ်ဗောနဒီပွဲမှာ one expect ရိုက်မဲ့ညီကိုလေးအရင်ဆုံးပြောပါမယ် one expect ရိုက်မယ်ဆိုလို့ရှိရင်တော့မွန်အနိုင်ကိုရိုက်မယ်ဆိုလို့ရှိရင်ပြန်90ရမှာဖြစ်ပါတယ်တော့မွန်1 0နဲ့ပဲနိုင်နိုင်2 2 1နဲ့ပဲနိုင်နိုင်ဗောနတော့မွန်နိုင်တာနဲ့ကျွန်တော်ပြန်90ရမှာဖြစ်ပါတယ်ဒါထိုးဖို့ကျွန်တော်အကြံဉာဏ်ပေးခြင်းပါတယ်နောက်ထပ်တစ်ခုက voting to score yes နှစ်သိန်းလုံးကိုတွင်းမဲ့ yes တဝိုင်းစပတ်သမားတွေပြောတာနော်မြန်မာပေါ့ကြီးမှာတော့ဒေါ်မွန်ရဲ့ body တော့ကျွန်တော်ရှောင်ပါမယ်ဒါပေမဲ့ကျွန်တော်ဂူပေါင်းအပေါ်ကြိုက်ပါတယ်မြန်မာပေါ့ကြီးမှာ over 2.5ဂူဆိုတဲ့ဂူပေါင်းအပေါ်ကြိုက်ပါတယ်ကျွန်တော်ရွေးချယ်ထားတာ၃ခုရှိတယ် Winesbet ထိုးမဲ့လူတွေက Dortmund အနိုင် Voting to score yes အဲ့နှစ်ခုတည်းကိုအတနာထိုးပါမြန်မာပေါက်ချင်းမှာတော့ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်အထက်တစ်ပွဲ ရီပါဘလစ်နဲ့ပူရာဝရီပါဘလစ်တလင်းအသင်းကတော့တလုံး30နိုင်ဘူပေါင်းကြီးနှလုံး90ရှုံးဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ရီပါဘလစ်ဆိုတာတော့ဒါအာဂျင်တီးနားတကယ်နာမည်ကြီးအသင်းဖြစ်ပါတယ်ဒါအာဂျင်တီးနားရဲ့ဂုံဆောင်အသင်းလည်းဖြစ်ပါတယ်ရီပါဘလစ်တို့ဒါကျွန်တော်ဘိုကာဂျူနီယာတို့ဆိုတာကျွန်တော်ငယ်ငယ်ကတည်းကကြားဘူးတဲ့အသင်းတွေပေါ့ဗျာတကယ်နာမည်ကြီးကစားသမားတွေအများကြီးပြားတယ်အဲကနေပေါက်ပွားလာတာအများကြီးရှိရပါတော့ ဒါ red urawa ဆိုတာတော့ဂျပန်ကလပ်ဖြစ်တယ်ပေါ့နော်ဂျပန်မှာဆိုလည်းဒီ red urawa ကတော့အစင်နံတစ်ခုမှရှိပါတယ်အများအားကျွန်တော်တို့ AFC Champion League တို့ဘာလို့ကန်နေတာပေါ့နော်ဒါ Champion လည်းဘယ်နှချိန်လောက်ဖြစ်ထားပြီးသားဟုတ်တယ် Champion တွေပါလည်းတော်တော်လေးဖြစ်ထားနေ AFC Champion တွေပဲဖြစ်ထားတဲ့အသင်းဟုတ်တယ်အဲ့ဒါ J1 League မှာဆိုလို့ရှိရင် urawa က20ပွဲကန်ပြီး9ပွဲနဲ့9ပွဲတည်ရင်9ပွဲရှုံးထားတယ်ပေါ့နော်ဒါကျွန်တော်တို့ဒါပြည်တွင်းမှာကစားထားတဲ့အကြောင်းကိုပြောပြတာဖြစ်ပါတယ် ဥရဝါအဲ့ဒီပွဲစမှာဆို26ကိုရထားတယ်ပေကို20ရှိရတိုက်စစ်ကလည်းအဲ့လောက်ထိမကောင်းပါဘူးဒါပေမဲ့ပေကိုတွေလည်းများနေတာမျိုးတော့တွေ့ရတယ်ပေါ့နော် head to head ဘိုင်းနေပါတယ်လည်းမရှိပါဘူးဒါပေမဲ့ဒါနိုင်ဂျီယာနှုံးတွတ်ထားတာပေါ့နော်63ရာခိုင်နှုံး republic ကနိုင်မယ်ဒီမှာတွတ်ထားတာတော့တွေ့ရတယ် wants to ask ကိုချိမှာဆိုလို့ရှိရင် republic အနိုင်ကိုပြ60ပေးထားတယ် တေကူ၄ဆနဲ့ဥရဝအနိုင်ကို၆ဆပေးထားတယ်နော်ဆိုဒီမှာကျွန်တော်တို့ဘာကိုရွေးပြီးထိုးရမယ်ဆိုတာကျွန်တော်ပြောပြပါမယ် one aspect တမားတွေအရင်ပြောမယ် river blade အနိုင်ကိုလောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရမှာကပြား60ရမယ်နော်ဒါ river blade အနိုင်ကိုထိုးဖို့အကြံပေးခြင်းလေဒီပွဲမှာ river blade တည်င်းထဲရပဲနှလုံးသွင်းမယ် over 1.5ကို wines ဘက်သမားတွေကို republic အနိုင်1.60 160 republic တရင်ထဲရပဲငကူတွင်းမဲ့ဟာလောင်းဖို့ချန်ပေးခြင်းမှာတော့ over 1.5 goal ပေါ့နော်မြန်မာပေါ့ချီတွေမှာတော့ဒါ republic ရဲ့ body ကိုလောင်းဖို့ကျွန်တော်အချန်ပေးခြင်းနဲ့ဝဲမွန်ထရီနဲ့ inter milan inter milan တလုံး20ရှုံး9ပေါင်းကြီးတောင်းလုံး40နိုင် inter milan အသင်းနီးပြအသင်းနဲ့ခီးဆက်ရတော့မယ် champion league final ရောက်ခဲ့တယ်အာ ပင်စားကြီးဘာမှမစွမ်းနိုင်လဲဘူးပေါ့နော်ကစားသမားကောင်းနဲ့အများကြီးပိုင်ဆိုင်ထားတယ်အခုလက်ရှိဒီနဲ့တင်ရအနေထားတွေကိုကျွန်တော်ရှင်းပြီးကြည့်မယ်ဆိုလို့ရှိရင်ဒါမွန်ထရီဆိုတဲ့အသင်းကတန်း40လောက်တန်တယ်ပေါ့နော်အင်တာမီလန်ကတော့တန်း450ကျော်လောက်တန်တဲ့ကစားသမားတွေပိုင်ဆိုင်ထားတယ်ပေါ့နော်မာကုစ်တူရမ်လိုတာရိုမာတီနက်စ်ဒီမာကိုဒမ်ဖရီးစ်အများကြီးပါပဲဘတ်စတိုနီ ြောတဲ့အောင်မလို့လောင်းကွင်းလမ်းမှာဆိုဘရဲလာမခီတာရီယန်အများကြီးပါပဲဗျာဒီမွန်ထရီဆိုတော့ဒါအတင်းရတော့ဒါမက္ဆီကိုကဖြစ်ပါတယ်ဒီကစားသမားတွေကိုကျွန်တော်ကြည့်လိုက်တော့ကျွန်တော်သိတဲ့ကစားသမားတယောက်တော့ပါတယ်ဗျာဆာဂျီယိုရာမော့ဆိုတဲ့ကစားသမားပါတယ်ကျွန်တဲ့ကစားသမားတော့မရင်နေဘူးဗျာသိလည်းမသိဘူးအမှန်အမှန်တိုင်းပဲဒါပြောပြတာပါဒီပွဲစမှာတွက်ထားတာတော့ဒီပွဲမှာတွက်ထားတာအင်တာမီလန်အသင်းကလုံးဝ87ရာခိုင်နှုန်းတေချာဘောက်နိုင်မယ်ဆိုမှတွက်ထားတယ် wise to os ကိုကြီးလိုက်မှာဆိုရင် montree အနိုင်ကို6စတရီကို9စနဲ့ inter milan အနိုင်ကို48ပြပေးထားတယ်48ပြပဲလိုချင်တယ်ဆိုရင် inter milan body wise bet woman ကြီးနီကိုရယ်ဒါတေချာပေါ့ inter milan နိုင်ပါလိမ့်တာ48ပြလိုချင်တယ်ဆိုရင်ဒါ inter milan wise bet မှာကြီးလိုက်အနိုင်ပဲနောက်ထပ်တစ်ခုပြန်ထပ်ပြီးရွေးပေးလိုက်ပါအောင်ဒီပွဲမှာ inter milan တရင်ထဲကငကိုတွဲမယ် total မှာသွားပါ inter milan ဟိုမှာ total 1နဲ့ total ရှိမယ် total မှာသွားပါအဲရွေးပါ inter milan over 1.5 goal ဒါထိုးဖို့ကျွန်တော်အကြံပေးချင်ပါတယ်နော်နောက်ထပ်တစ်ပွဲကတော့ cura sound နဲ့ el salvador ရဲ့ gold cup ပေါ့နော်ဒါ usa မှာကာနာပေါ့နော်ဒီပွဲမှာတော့ cura sound အသင်းက level 60ရှုံးကိုပေါင်းချင်းနှလုံးသိပြထားတယ် ကမ္ဘာအဆင့်တမချက်ကိုကြည့်လိုက်မယ်ဆိုရင်ကိုရဆောင်အဆင့်90အဆဘာတို့က87မှာရှိတယ်ဒါအမေရိကန်နိုင်ငံမှာကမ်းမှာပါနော်ဒီနေ့တင်ရတော့အုပ်စုဘီကအသင်းနဲ့ဖြစ်တယ်ပါနော်သူရဲ့အုပ်စုထဲမှာဆိုကနေဒါဟွန်ဒူရက်ဆိုလက်ချနေတယ်ပေါ့ဗျာ head to head ကိုကြည့်မယ်ဆိုရင်ဒီနေ့တင်၄កောက်တွေ့ထားတယ်၄កောက်တော့အဆဘာတို့အသင်းကနိုင်ထားတာတွေ့ရတယ်အကုန်လုံး9កောက်တွေပဲကြာထားတာလည်းတွေ့ရတယ်လက်ရှိကိုရဆောင်အသင်းရဲ့ကာရဖောင်ကိုကြည့်မယ်ဆိုရင်နောက်ဆုံး9ပွဲဆက်လုံးဝရှုံးဝဲမရှိဘူး 6ပွဲနိုင်တပွဲတည်ချထားတယ်တွေ့ရတယ်အယ်ဆာဗာဒိုအသင်းကလည်းသူဆော့ထားတဲ့နောက်ဆုံး9ပွဲကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်4ပွဲနိုင်3ပွဲတည်ဆိုတာချထားသူလည်းတော်တော်လေးကောင်းပါတယ်ကာရာဖောင်းကတော့အလောက်ထိညံ့နေထားမှမပါဘူးပေါ့နော် wants to ask ကိုကြည့်မယ်ဆိုရင်ဒါကူရာဆောင်အသင်းက2ဆတည်ကို3ဆခွဲနဲ့ဒါအယ်ဆာဗာဒိုအသင်းအနိုင်ကိုလည်း3ဆလောက်ပေးထားတာတွေ့ရတယ်ဒီပွဲမှာ once back မှာထိုးခြင်းနဲ့ညစ်ကိုရေပေါ့နော်ဝမ်းစွဲအတအရင်ပြောပါမယ်အောင်အသင် double chance ပေါ့နော် double chance ဆိုတာတည်ရုံမဟုတ်အနိုင် one is is ထိုးဖို့ချန်ပေးခြင်း ਨੇ ပြီးတော့ under 2.5 goal ကိုပေါင်းတောင်းလုံးရအောင် under 2.5 goal ဒီနှစ်ခုကျွန်တော်ရွေးချယ်ပေးတယ်ပေါ့နော်ဒါ one is bet အတွက်ဖြစ်ပါတယ် ။အပေါက်ကြီးတွေမှာတော့ဒါကျွန်တော်အင်ရှင်အသင်းဖြစ်တဲ့ကုရာဆောင်အသင်းကိုကြိုက်ပါတယ်ဗျ။1021လောက်တော့နိုင်သွားမလို့ကျွန်တော်တုံ့တက်မိပါတယ်။နောက်ထပ်တစ်ပွဲကတော့ကနေဒါနဲ့ဟွန်ဒူရက်စ်တို့ရဲ့ပွဲစဉ်ဖြစ်တဲ့ကနေဒါအသင်းကတလုံး80ရှုံး9ပေါင်းကြီး3လုံး60နိုင်ဆိုမှဖွင့်ထားတယ်ဗောနော်။ကနေဒါမှာတော့နာမည်ကြီးကစားသမားတွေလည်းရှိတယ်ဗောဗျာ။ တို့ကလည်းအုပ်စုဘီယာအတင်းနေပဲဖြစ်ပါတယ် group ဘီယာပေါ့နော်တကဘာအစင်တမချက်ဒီနေတဲ့အောင်ချိလိုက်မယ်ကနေဒါအစင်30နဲ့ Honduras က85ဆိုမှရှိတာတွေ့ရတယ်ဒီနေတဲ့ head to head ရှိပါတယ်စုစုပေါင်း10ချိန်တွေ့ထားတယ်4ချိန်ကနေဒါနိုင်တယ်3ချိန်တကြီးနဲ့3ချိန်က Honduras နိုင်တာတွေ့ရတယ်ပေါ့နော်ကနေဒါအတင်းရတော့ဒီဂျာမားခြေစံပွဲနှစ်ပွဲဆော့ထားတာတွေ့ရတယ်တပွဲနိုင် တပွဲတည်းရေမွန်ဒူရက်စ်အတင်းကလည်း cup qualify ပွဲစဉ်တွေဆော့ထားတာတွေ့ရတာဗောနော်သူတို့လည်းဒါနိုင်ထားတယ်ဗောဗျာနောက်ဆုံး၄ပွဲဆက်သူတို့နိုင်ထားတာတွေ့ရတယ်ကာရာဖောင်အလောက်ထိမညံ့ဘူးဘိုးရီပါတွင်းနိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်သူ out မှာချိမှာဆိုလို့ရှိရင်တော့ကနေဒါအနိုင်ကိုပြား40တရီကို50ဆနဲ့ဟွန်ဒူရက်စ်အနိုင်ကို9ဆပေးထားတာတွေ့ရတယ်ဗောနော်ဒီပွဲမှာဘာထိုးရမလဲဆိုပြီးမှကျွန်တော်က ဒါဝိုင်းစက်တမန်ညီကိုတွေအရင်ပြောပြပါမယ်နော်ကနေဒါအနိုင်ထိုးဖို့အကြံပေးခြင်း ਨੇ ပင်ကိုပေါင်းအပေါ်ထိုးဖို့အကြံပေးခြင်း ਨੇ over 2.5 goal ကနေဒါအနိုင်ဒါဝိုင်းစက်တမန်တွေဖြစ်ပါတယ်အပေါက်ချီးတွေမှာလည်းကိုပေါင်းအပေါ်ပဲခြိုက်ပါတယ်360နိုင်ဆိုရင်တော့ကျွန်တော်ကနေဒါအသင်းရဲ့ကိုပေါင်းအပေါ်ခြိုက်ပါတယ်ဒီကိုယ်တော့အလုံးအစင်ပြေကြပါစေဘောလုံးပွဲတွေလည်းပေါင်းကြပါစေချမ်းမှချမ်းသာကြပါစေ like subscribe comment လေးပေးကြပါအောင်ဗျာ ောက်မှာအချမ်းချမ်းလေးပြေးကြပါအောင်အစဉ်ပြေးလားမပြေးလားဆို